စနေသားသမီးမိစေတို့ဟာဆယ်လပိုင်းတလတာမှာဓာတ်ရိုက်ကန်ကောင်းနေတာမျိုးမဟုတ်ပေမဲ့လည်းမိစေတို့အနေနဲ့ကံတရားရဲ့မျက်နှာသာပေးခြင်းတွေကိုရရှိမဲ့အချိန်ကာလပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေဆယ်လပိုင်းမှာဘလို့ခက်ခဲပဲကြုံကြုံဇွဲရှိရှိနဲ့ဖြတ်တမ်းမှာမိတ်ဆွေတို့အနေနဲ့အလောက်ကန်နေအားကောင်းနေမယ် လက်ရှိအလုံးမှာမနာလိုသောသူတွေနဲ့ဆုံရမယ်လုပ်ပေါ်ကင်ဘက်ချင်းချင်းအတိုက်ခံလေးတွေကြုံရပြီးတော့အလုံးမှာအထက်လူကြီးမျက်နှာသာပေးခြင်းမိမိအားဦးစားပေးခြင်းကယူဆိုင်မှုတွေနဲ့ကြုံရမယ်တလားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ယာရူတိုးခြင်းသို့မဟုတ်အစင်မြင်သော ကောင်းသောနေရာတွေကိုဒီဆယ်လပိုင်းကသာမှရောက်ရှိတတ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေနဲ့ကြုံတွေ့နေရတဲ့အတားအဆီးရခက်ခဲတွေဆယ်လပိုင်းကသာမှရှိနိုင်ကြုံတွေ့နိုင်ပေမဲ့လည်းမိษွေတို့အနေနဲ့အဆင်ပြေစွာနဲ့ဖြတ်ကျော်နိုင်ပြီးတော့ကိုယ်ပိုင်အတွေးစိတ်ကူးတွေနဲ့ကြိုးစားထားတဲ့စီးပွားလုပ်ငန်းတွေဒီဆယ်လပိုင်းကသာမှအကောင့်ထဲပေါ်လာမယ်။ မိတ်ဆွေတို့ရဲ့နာမည်ကောင်းတဲ့င်းနေကြော်ကြားတက်ပြီးတော့စီးပွားတိုးတက်ကိန်းနေနဲ့ကြုံရတက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားဒါမှာကြာသာပရိနံစီးပွားရေးလုပ်ငန်းတွေကိုလောက်ကင်နေတဲ့သူတွေဆိုလို့ရှိရင်တော့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တတိထားပြီးတော့လောက်ကင်တင်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေငွေကန်အားကောင်းနေပေမဲ့ငွေနဲ့ပတ်သက်ပြီးတော့အခက်အခဲကြုံရမယ်ဆိုရင်တော့ကုညီမဲ့သူတွေနဲ့ဆုံရမယ် မိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလတာမှာမမျော်လင့်မဲနဲ့ငွေရစုလိုက်အပြောင်းလိုက်ဝင်လာမယ်။ထီစုကြီးပေါက်တာ၊ချဲပေါက်တာအမွေရတာမျိုးတွေနဲ့ကြုံရတတ်ပါလေ။ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအဝေးနေရာသို့ရောက်နေသောမိမိတို့ချစ်သူနဲ့ပြန်လည်ဆုံစည်းရမယ်။ဆက်သွယ်ပြတ်တောက်နေသောချစ်သူဆောင်ပွဲများဆက်သွယ်ပြန်လည်ရရှိပြီးတော့ဒီဆယ်လပိုင်းတလတာမှာမင်္ဂလာကိစ္စတရင်ကောင်းနေနဲ့ကြုံရကြရတတ်ပါလေ။ စနေသားသမီးမိတ်ဆွေတွေသဘောထားသေးသောဥတိုသောမိမိရဲ့အိမ်တော်ဘက်ကြောင့်ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ဒီဆယ်လပိုင်းတလားဒါမှမိမိရဲ့အိမ်တော်ဘက်နဲ့မကြာခဏစကားများရတတ်ပါတယ်။မိတ်ဆွေတို့ရဲ့ဆွေမျိုးမိသားစုအတွင်းမှာနာရေးကိစ္စတွေနဲ့လည်းကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေရင်းနှီးသောမိတ်ဆွေတန်ငယ်ချင်းတွေမိမိရှေ့မှာတမျိုး၊ကွဲရာကြတမျိုးလောက်ကြံဖန်တီးပြီးတော့ မိမိရဲ့အကြောင်းတွေကိုကြွယ်ရမှာသဘုတ်လေးလွင်းเนาะပြောဆိုပြီးတော့မိမိရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးစလိုမျိုးတွေကြုံရတပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေဒီဆယ်လပိုင်းလားဒါမှပညာရေးနဲ့အခွင့်အလမ်းတစ်တွေနဲ့ကြုံရမယ်တငယ်ချင်းကောင်းဆရာကောင်းတွေနဲ့စုံလီးဝင်နေရရှိပြီးတော့မမျော်လင့်မဲနဲ့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ ဒီဆယ်လာပိုင်းတလားဒါမှာကျောင်းနေရပြောင်းရွှေ့ရတာမျိုးလေးတွေကြုံရတတ်ပါတယ်။ကျမ်းမာရေးနေနဲ့မိယယောဂါကိုလက်မယိမတာဖြစ်ခြင်းအစာမကြေဖြစ်ခြင်းဝမ်းယောဂါအာယုံကျော်ယောဂါလေးတွေခံစားရတတ်ပါတယ်။ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လာပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် 17ရက်18ရက်25ရက်နေ့ဒီမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေကိုညီမဲ့သူတွေနဲ့စုံစည်းရတာမျိုးတွေမိတ်ဆွေတို့လှုပ်ဆောင်မဲ့ကိစ္စလေးတွေအစဉ်ပြေစေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းကလာတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်2ရက်20နဲ့1ရက်20နဲ့ရှိရက်နေတွေကိုရှောင်ရှားတင်ပါတယ်။ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းကလာတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန် ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အသုံးဆောင်အဝတ်အစားပစ္စည်းတွေမှာအဖြူရောင်ခဲရောင်မိုးပြာရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်တင်ပါတယ်။ ဲ့တော့ကျွန်တော်ရဲ့ ठी ဝါသနာပါသောစနေသားသမီးမိတ်ဆွေတို့အနေနဲ့ ठी ကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ ठी နံပါတ်မှာ၄စာ၈ဆုံးပါသော ठी နံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းစေပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လာဝိုင်းကလာတာမှာငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ခက်ခဲနေတဲ့ကိစ္စတွေအစဉ်ပြေစေဖို့လက်လာဘတွေနဲ့ပတ်သက်ပြီးတော့ပွင့်လန်းစေဖို့ဆိုလို့ရှိရင်ဒီဆယ်လာဝိုင်းကလာတာမှာခလေးတွေကိုချိုးချင်းသို့မဟုတ်ငွေ9000ပေးပြီးတော့ မိစေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုယုံယုံကြည်ကြည်နဲ့ဒါစူးတောင်းပြီးတော့ဒါဒါနပြုဝေရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိစေတွေအားလုံးဒီဆယ်လဝိုင်းတလတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့တက်ကောင်းအောင်ဆိုလို့ရှိရင်မိစေတို့ရဲ့မွေးနေ့နန်းနဲ့6နာရီရနေပြီးတော့9နာရီတွဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကြာစံကြောတပွဲသို့မဟုတ်ကြောက်ကြောရီတစ်ခွက်လူတန်းပြီးတော့မိစေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုယုံ ယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့ဒါစူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတစ်လတာမှာကံပွင့်လက်ပွင့်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပြီးတော့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာတွေလွယ်ကူပါစေလို့ကျွန်တော်စူးတောင်းမြတ်တာပို့တာရင်ဆယ်လပိုင်းတွက်စနေသားသမီးမိတ်ဆွေတွေအားလုံးတွက်တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူး